Hello everyone, I am teacher Tintalia. Today, I will teach you grade 9 English Unit 7 Lesson 1 Treason Global Climate. Lenin Alkans. After this lesson, you are going to know. discuss a change in the climate of our planet earth ချဲရဲ့ကဘာဂျူကြီးပေါ့နော်ချဲရဲ့ကဘာဂျူကြီးရဲ့ climate ဆိုတော့မူလဝတ္တနဲ့ရာသီဥတုနဲ့ပတ်သက်တဲ့ changes ပြောင်းလဲမှုတွေကိုဆွေးနွေးတက်လာမှာပဲဖြစ်ပါတယ်เนาะပြီးရင်ဒုတိယတစ်ချက်ကတော့ discuss some of the human activity that contribute to GHG emission and potential solution GHG ဆိုတာကျတော့ greenhouse gas ကိုပြောတာပေါ့เนาะဒီထဲမှာတအားတို့မျိုးသင်ရမှာပါ greenhouse gas ဆိုတာ carbon dioxide တို့ methane တို့ ethane တို့အဲဒီဓာတ်ငွေတွေထုတ်လွှတ်မှုပေါ့เนาะ ကျွန်တော်လူသားတွေရဲ့နေ့စဉ်လှုပ်ရှားမှုတွေပတ်ဝန်းကျင်မှာအသုံးပြုနေတဲ့အရာဝတ္ထုပစ္စည်းတွေကြောင့်ဒီဓာတ်ငွေတွေထွက်လာတယ်။အဲဒီဓာတ်ငွေတွေကြောင့်ကျွန်တော်ကဘာကြီးကပူနွေးလာတယ်ဆိုတော့အဲဒီ potential စားအားတွေနဲ့ပတ်သက်တဲ့အရာတွေကိုမင်းတို့လေးဆွေးနွေးတတ်လာမှာပဲဖြစ်ပါတယ်နော်။အဲ့တော့ lesson 1လေးကိုတွားရအောင် tracing global climate tracing ဆိုတော့ကျွန်တော်ခြေရခံမယ်ပေါ့ global climate မိုးလေဝသ ကဘာကြီးရဲ့ global climate ဆိုတော့ကဘာကြီးရဲ့မိုးလေဝသအခြေအနေကိုတကယ်လို့လေ့လာကြည့်အောင်အခြေခံကြည့်အောင်နဲ့เนาะခြေအခံကြည့်အောင် observing လေ့လာမဲ့ the climate of the earth ကဘာကြီးရဲ့မိုးလေဝသကိုလေ့လာပါမယ်ပြီးရင်เนาะ talking about cause and effect ဘာကြောင့်ဘာဖြစ်တယ်ဆိုတဲ့အကြောင်းအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအရာလေးတွေကိုဒီမှာပြောကြမှာပဲဖြစ်ပါတယ်အဲ number 1 a question လေးနဲ့စထားတယ် discuss the following question နဲ့အောက်ပါမိကုန်းလေးတွေကိုဆွေးနွေးပါတယ်အဲ့တော့ number 1 what's the weather like today ဒီနေ့ရာသီဥတုကဘာဖြစ်နေလဲဘယ်လိုနေလဲပေါ့เนาะရာသီဖြစ်အဲ့တော့အောက်ပါဒီ က်ကပုံလေးတွေနဲ့ပြထားတယ်ရာသီဂရုတည်းချက်မှာမျိုးမျိုးဖြစ်နိုင်တယ်လေ snowy နေနေကြနေမှာလား rainy မိုးရွာမှာလား sunny နေသားနေမှာလား windy လေတန်နေမှာလား stormy မုန်တိုင်းတိုင်းနေမှာလား cloudy တိမ်ထူထပ်နေတဲ့အချိန်တွေမှာရှိနေမှာလားအဲ့တော့ weather ဒီချက်တို့မှာတနေရာနဲ့တနေရာလည်းမတူပါဘူးဒီနေ့နဲ့မနေ့ပြန်လည်းမတူနိုင်ဘူးအဲ့တော့တအားတို့မျိုးရဲ့လက်ရှိနေနေတဲ့နေရာရဲ့ weather အခြေအနေလေးကိုဖြည့်ပေးလိုက်ရပါပြီเนาะ Number 2 what's the difference between weather and climate အဲ weather ကရာသီဥတုပါ climate ကတော့ကျွန်တော်ကမိုးလေဝသပေါ့နော်မိုးလေဝသနဲ့ရာသီဥတုရဲ့ difference between ကွဲပြားခြားနားချက်ကိုမေးတာပါအဲကျွန်တော်ဒါလေးကိုတော့အောက်မှာတော့ရှင်းပြထားပါတယ်ဒါမျိုးလို့ဆက်ဒီဆက်ဒီဘက်ကပုံလေးမှာပြထားတယ် weather နဲ့ climate ကမတူပါဘူးနော် weather ဆိုတာကတော့ကျွန်တော်ရဲ့လက်ရှိကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အခြေအနေပေါ့ဥမာမိုးရွာနေသလားလေတိုက်နေသလားနေသားနေသလားအဲ့ဒါကိုကျွန်တော်က ဝေဒာရာသီဥလို့ခေါ်ပါတယ် climate ဆိုတာကကျွန်တော်ခြုံငုံမျိုးယူထားတာဥပမာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေကဘယ်လိုလဲเนาะပုံမှန်အားဖြင့် regularly ဘယ်လိုရှိနေလဲဆိုပြီးတော့ယူထားတာအဲ့အမျိုးကိုကြတော့ climate လို့ခေါ်ပါတယ်เนาะအဲ့တော့ရှေ့မှာဆက်ကြည့်ရအောင် or number 1b match the words below with their meanings in the boxes or boxes တဲ့မှာသူက meaning လေးတွေကိုပေးပြီးသားပါ number 1ကတော့ weather weather ကဒီ box နှစ်ခုတွေက a နဲ့တွဲလား b နဲ့တွဲမလားဆိုတာကိုကျွန်တော်ကကြည့်ကြရမှာပါအရင်ဆုံး a box တွေကဟာလေးကိုဖတ်ကြည့်ရအောင် the regular pattern of weather condition regular ဆိုတာပုံမှန်ဖြစ်စဉ်ပေါ့နော် regular pattern ပုံမှန်ဖြစ်စဉ် weather condition ရာသီဥတုအခြေအနေတွေပုံမှန်ဖြစ်ပေါ်နေတာပါ in a particular place နေရာဒေသလေးတစ်ခုမှာ usually track for at least 30 years လွန်ခဲ့တဲ့နှစ်30လောက်ကနေစပြီးတော့နေရာဒေတာလေးတစ်ခုမှာပြည့်ပြည့်နေတဲ့ပုံမှန်ရာသီဥတုအခြေအနေမျိုးကိုပြောတာပါတဲ့အဲ့တော့ဒါကိုတော့ဒီချက်က အဖြေလေးကိုအောက်ကတိုင်းမိတ်နဲ့တွဲပြီးမှာပေါ့နော်အဲ့တော့မတွဲခင်ဆိုအောက်က box D လေးကိုဖတ်ကြည့်အောင် the condition of the atmosphere လေထုရဲ့အခြေအနေ at a particular place နေရာတည်တံ့တည်ကြနေရာလေးတစ်ခုမှာ and နေရာနဲ့ and အချိန်နဲ့အမျှပေါ့နော်တည်တံ့နေရာတည်တံ့အချိန်လေးတစ်ခုမှာဖြစ်ပေါ်နေတဲ့လေထုရဲ့ condition အခြေအနေပါ suggest ဥမာဘယ်လိုဟာရီလဲဆိုရင် the temperature အပူချိန်အခြေအနေမျိုးလား if there is wind လေတိုင်းနေရာလား rain မိုးရွာနေတာလားစမ်းနေတာနေတာလားနေရာဒေသလေးတစ်ခုမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ဖော်ပြတာပါအဲအကြောင်းမလို့ဒီချက်ကဒီမှာ answer လေးကို weather ကို B လေးနဲ့တွဲပေးထားပါတယ် climate ကတော့ကျွန်တော်သူပြောထားတဲ့လွန်ခဲ့တဲ့2030လောက်ကနေပြီးတော့စစ်တမ်းကောက်ယူပြီးတော့ယူထားတာဖြစ်တဲ့အတွက် climate ကိုတော့ဒီချက်က answer A လေးဖြည့်ပေးထားပါတယ်နော်အဲ့တော့ဒါဆိုကျွန်တော်ရေ listening file လေးကိုတစ်ချက်တူတူနားထောင်ရအောင် listening file လေးနားထောင်ပြီးမှ number 2 A ကိုဖြည့်လို့ရမှာပါနော် 7. Listening and Speaking Track 9 Exercise 2B Good morning, ladies and gentlemen. Welcome to our program, Tracking Down the World. Ah, do you think that it's getting hotter and hotter day by day? During the rainy season, we don't even have rains for days and it's extremely hot here. Is it true that our planet is getting warmer and warmer and the climate of our Earth is changing? It's a great honor for me to have Dr. Sander, a climate observer in our studio. You are going to listen to her talking about tracing the Earth's climate. Hello, good morning, Dr. Sander. Hello, good morning, everyone. Well, the whole world is talking about the climate of our planet Earth. Now it has become a big issue. I'm really grateful that you are here to share your knowledge with us. Thank you. I am not an expert, but I am going to discuss the climate of our Earth, based on the facts I have studied for years. As we all know, climate change is really taking place and, it's reaching emergency level today. According to UN Environment Programme, UNEP, the concentration of greenhouse gases in the Earth's atmosphere, is directly linked to the average global temperature on Earth. About two-thirds of greenhouse gases in the atmosphere is CO2, and methane is also responsible for more than 25% of the warming we are experiencing today. It is the second leading contributor to climate change after CO2. According to UNEP, climate change is really happening and human activity like burning fossil fuels is the main cause. Over the past 150 years, the average temperature of the Earth has been increasing much more quickly than scientists would expect. Scientists say average temperatures for five years from 2015 to 2019 have been the warmest so far, and 2019 was the second hottest year on record. The average global temperature has gone up at least 1.1 degrees Celsius since 1880. This may not seem like much. However, this change can have a big impact on the health of plants and animals on Earth. According to University Corporation for Atmospheric Research, UCAR, is a result of global warming, ice sheets in Greenland are getting thinner and ice is melting at the top. And this causes sea levels to rise. According to experts, ice is melting seven times faster now than it was in the 1990s. Scientists warn that if the planet keeps getting warmer, we will have more storms, more floods, more droughts, and more heat waves. According to UNEP, 30% of the world's population is exposed to deadly heat waves, more than 20 days a year. These changes could cause additional problems, like the spread of certain diseases, more wildfires, and food and water shortages. Moreover, climate change could put the entire ecosystem in danger, and many plants and animals could become extinct. And who do you think will be affected most by climate change? Our future generations. They will experience the worsening effects, unless action is taken now. For these reasons, the whole world is talking about global climate change, and the governments around the world, are trying to tackle this problem together. In my opinion, everyone is responsible to make our planet green again. Because this is our Earth. This is our planet. So, do what you can do, to reduce the amount of greenhouse gases in our atmosphere. Very informative. We've learned a lot from you. Thank you for your sharing, Dr. Sander. listening လေးနားထောင်ပြီးပြီဆိုရင် Mr. Ronald Matthew လေးကိုကြည့်အောင် How well do you know about climate change? ရာသီဥတုပြောင်းလဲမှုတွေပေါ့နော် climate မိုးလေဝသပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးတော့ how well do you know မင်းဘလောက်များကောင်းကောင်းသိထားပါသလဲတဲ့ See whether the following statement are true or false အဲ့ဒါဆိုရင်တော့အောက်ကပေါ်ပြချက်လေးတွေကို true လား false လားဖြည့်ပြီးပေါင်းဆိုတော့ listening နားထောင်ပြီးသားပါ listening နဲ့မှာဘယ်ဟာ true ဘယ်ဟာ false ဆိုတာသိပြီးသားပါဒါဆိုကျွန်တော် number A ကိုကြည့်ရအောင် The condition of the earth's climate today The condition ဆိုတော့အခြေအနေ of the earth ကမ္ဘာကြီး climate ဆိုတော့မိုးလေဝသကျွန်တော်ကမ္ဘာကြီး ရဲ့မုတ်လေးဝတာအခြေအနေတူတူယနေ့မှာဆိုရင် are the same as those of centuries ago လုံးဝက century ပေါင်းများစွာရာစုနှစ်ပေါင်းများစွာကအခြေအနေနဲ့အခုအခြေအနေနဲ့ကအတူတူပါပဲတဲ့အဲ့တော့ဒီချက်တို့ကလည်းစနေနာထောက်မိတာမလို့ answer သိပြီးပါပြီ answer လေးက false ပါနော် The temperature of our earth has increased တိုးလာပါတယ်တဲ့ကမ္ဘာကြီးရဲ့အပူချက် due to the rise in the amount of carbon dioxide in the atmosphere လေထုတဲက the amount of carbon dioxide ကမ္ဘာဆိုင်ပမာဏတွေ rise မြင့်တက်လာတဲ့အတွက်ကမ္ဘာကြီးရဲ့အပူချိန်တွေလည်း increase တိုးလာပါတယ်။ high answer လေးကတော့ false ဖြစ်ပါတယ်နော်။ The most abundant green greenhouse gas in the atmosphere is methane. Most abundant ဆိုပေါများဆုံးပေါ့ greenhouse gas တွေကအပေါများဆုံးလေလုထဲမှာပေါများဆုံးတန်ငွေကတော့ methane ဖြစ်ပါတယ်။ဒါရဲ့ answer ကလည်း false ပါပဲ။ Human activity လူသားတွေရဲ့လှုပ်ဆောင်မှုတွေ are the main contributor အဓိက ပါပဲတဲ့ to emission of greenhouse gas ဒီ greenhouse gas တွေကိုထုတ်လွှတ်မှုမှာလူသားတွေရဲ့ကြောက်ဖြစ်တာပေါ့နော်လူသားတွေရဲ့ထုတ်လွှတ်မှုကအများဆုံးပါပဲဒါရဲ့ answer ကတော့ true ပါနော် every temperature ဖြန့်မြအပူချိန် between 2015 and 2019ဟာ were the highest on record သူ record မှတ်ထားတဲ့အထက်မှာအမြင့်ဆုံးပါပဲ listening နဲ့မှာပါပါတယ် true ပါเนาะ number f the year 2019 was the hottest on record 2019ကတော့ကျွန်တော်တို့မှတ်ထားတဲ့ record ထဲမှာအပူဆုံးပါပဲဒါရဲ့ answer ကတော့ false ပါเนาะနံပါတ်ကြီးကိုသွားရအောင် global air temperature ကဘာ လေရဲ့အပူချိန်က have increased about မြင့်တက်လာပါတယ်1.1 degree Fahrenheit လောက် over the past century ပြီးခဲ့တဲ့ရာသီနှစ်တစ်ခုမှာ1.1 degree Fahrenheit တက်လာပါတယ်ဒါရဲ့ answer ကလည်း false ပါ ice sheets ရေခဲပြင်ပေါ့နော် in greenland greenland မှာရှိနေတဲ့ရေခဲပြင်ဟာ are shrinking shrinking ဆိုတာကျုံလာတယ် because of global warming ကမ္ဘာကြီးပုံလေးလာမှုကြောင့်ကမ္ဘာကြီးပူလာတဲ့ခါကျတော့ရေခဲပြင်တွေတော့အရေးတွေပျော်လာတော့ကျုံကျုံလာတယ်တဲ့နော်ဒါကလည်း lesson နဲ့မှာ answer ပါပြီးသားပါ true ဖြစ်ပါတယ်နော် number 1 floods heat waves and cyclone will occur less frequently if the planet keep getting warmer flood ရေကြီးမှုတွေ heat wave အပူနိုင်နေတဲ့ cyclone cyclone မုန်တိုင်းတွေကို will occur တွေ့ရပါ less frequently ဆိုတော့မကြာခဏတွေ့ရမှုတွေညှော်နေတယ်ပေါ့နော်နည်းနည်းပပပဲတွေ့ရပါတယ် if the planet တွေ့ရကျူဟာ keep heading one မှာတပြေးသေးကဘာကြီးကဘာကြီးရလို့တော့မဟုတ်ဘူးပေါ့နော်သူကဒီမှာ planet လို့ပြောထားတဲ့အတွက်ဒီ planet ကပူတွေးလာမယ်ဆိုရင်တဲ့ဒီ flood တွေ heat wave တွေ cyclone တွေကိုတွေ့ရတာမကြာခဏတွေ့ရမှုတွေနည်းပါတယ်ဒါကလည်း listening နဲ့မှ answer ပါပါတယ် force ပါနော် number g about 20% of the world's population ဆိုကဘာလူဦးရေရဲ့20%ရာခိုင်နှုန်းလောက်က is exposed to deadly heat wave တောင်သိဆုံးနေကြတယ် more than 30 days per year တစ်နှစ်မှာ ရက်30လောက်မှာပေါ့နော်ဒီ heat wave ကြောင့်သေဆုံးမှုတွေရှိနေပါတယ် answer လေးကတော့ false ပါပဲ Global Climate Change ကဘာကြီးရဲ့ရာသီဥတုမိုးလေဝသ changes တွေဟာ Trix Change ချောင်းနေပါတယ် The World's Ecosystem ကဘာကြီးရဲ့ Gehazen ကို Change ချောင်းနေပါတယ်ဒါကတော့ true ပါเนาะပြီးရင်တော့ Our Future Generation ဆိုရဲ့အနာဂတ်မျိုးဆက်တွေဟာ will be affected by climate change ဒီရာသီဥတုပြောင်းလဲမှုကို climate change ပေါ့เนาะရာသီဥတုပြောင်းလဲမှုတွေကြောင့်ကိုတဲ့ affected သူတို့အဲ့အကျိုးသက်ရောက်မှုကိုသူတို့တွေခံစားရမှာပါဒါကလည်း true ပါပဲเนาะ အကြံအမဲ့2ပြီကိုကြည့်အောင် listen to a climate observer talking about climate change and check your answer in exercise 2a ဆိုတော့ဒီကျွန်တော်ဖြေခဲ့တဲ့ exercise 2a ကိုတစ်ခေါက်ပြန်နားထောင်ပြီးတော့မှ check လုပ်ခိုင်းတာပါเนาะဒါတော့ဒီလိုပြန်ပြီးတော့နားထောင်ပြီးမှ check လုပ်ကြည့်လို့ရပါတယ်ကျန်တော့ number 3လေးကိုဆက်လိုက်ပါမယ် study the following sentence အောက်ပါစာကြောင်းလေးတွေကိုလေ့လာပါ which show the relation between the cause of a problem ပြဿနာတစ်ခုရဲ့ cause အကြောင်းတရားနဲ့ and its effect သူ့ရဲ့အကျိုးသက်ရောက်မှုကိုအောက်မှာပြထားပါတယ်တဲ့ဒါလေးတွေကိုလေ့လာကြည့်ပါတယ်အဲ့တော့ကျတို့အောက်မှာ cost ပေးထားမယ် effect လည်းပေးထားမယ်ပြီးရင် cost နဲ့ effect ကိုဆက်မယ် linking words တွေလည်းသူပေးထားပါတယ်เนาะကြည့်အောင် it has been raining heavily for days မိုးတဲတန်စွာရွာနေတယ်အဲ့တော့ linking words ကဘာတွေဆက်လို့ရလဲဆိုရင် therefore နဲ့ဆက်ရင်ဆက်ဒါမှမဟုတ်ရင် so နဲ့ဆက်သူ့ရဲ့ effect ကတော့ the whole town has been badly flooded the whole town has been badly flooded so whole town မြို့ကြီးတစ်မြို့လုံးက has been badly flooded တော်တော်ဆူဆူရွရွရကိုရေကြီးနေပါပြီအဲ့တော့ therefore ဆိုရင်ထို့ကြောင့်ဆိုကလည်းထို့ကြောင့်အဲ့တော့ more တဲထန်စွာရွာသွန်းနေတဲ့အတွက်မြို့တစ်မြို့လုံးဆိုရစွာရည်ကြီးနေပါပြီတဲ့เนาะနောက်တဲ့တစ်ခုကတော့ဒီခါတဲ့ကျွန်တော်က effect ကိုရှေ့ရရေးမယ်နောက်မှာ cost ကိုရေးမယ်ဒါဆိုရင်ကျွန်တော် therefore တွေဆိုတွေနဲ့ဆက်လို့မရတော့ဘူးဘာနဲ့ဆက်မလဲဆိုတော့ကြည့်အောင် the whole town has been badly flooded မြို့တစ်မြို့လုံးနေပါ ဆိုရစာရေးကြီးနေပြီ because ဘာကြောင့်လဲသို့မဟုတ် as ကြောင့်ဘာကြောင့်လဲကြည့်အောင် it has been raining heavily for days more than that ဆိုတာရွာသွန်းနေတဲ့အတွက် more than that ကရွာသွန်းနေတော့ကြောင့် the whole town has been badly flooded မျိုးတစ်မျိုးလုံးနေပါဆိုရစွာရည်ကြီးနေပါအဲ့တော့ကျွန်တော်က cost ကိုရှေ့ကထားမယ် effect ကိုနောက်မှထားပြီးရေးချင်နေဆိုရင်တော့ therefore ကို so ကိုလို linking word လေးတွေကိုဆက်ပေးရမယ်အကယ်ရမ effect ကိုရှေ့မှာထားမယ် cost ကိုတော့ sentence ရဲ့နောက်မှရေးမယ်ဆိုရင်တော့ linking word အနေနဲ့ therefore တွေ so တွေသုံးလို့မရတော့ပါဘူး the cost to as to ကိုသုံးပေးရမှာပဲဖြစ်ပါတယ်နော်အဲ့ကျွန်တော်4ကိုတွားရအောင် match the causes 1 to 6 causes 1 to 6ပေးထားပါတယ်သူ့ရဲ့ effect A2F ကိုလည်းဒီဘက် column မှာပေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ match တွဲခိုင်းတာပေါ့နော်အဲ့တော့ number 1လေးကိုကြည့်ရအောင် I thought ငါထင်ပါတယ် this year mention what's over number 1လေးကိုတော့ဒီဆက်ကဒီဘက်က number C နဲ့တွဲပေးပါတယ် I love my raincoat at home when I went to school I love my raincoat သူရဲ့မိုးကင်ကြီးကြံခဲ့တဲ့ at home အိမ်မှာ when I went to school ကျောင်းကိုလာတဲ့အချိန်မှာ raincoat ကြံခဲ့တယ် ਨੇ တွဲပေးထားပါတယ် number 2 suddenly began to rain မိုးကတော့ရုတ်တရက်ရွာကြပြီ why i was riding a bicycle သူစပိန်စီးနေတဲ့အချိန်မှာပဲမိုးကရုတ်တရက်စရွာပါတယ်အဲ့ဒါကိုတော့ဒီချိန်ကဘာနဲ့တွဲပြီးထားလဲဆိုရင် i got to school soaking wet ဒါကြောင့်မိုးကြောင့်ကိုသူရေဆူကြီးနဲ့ရောက်သွားတာနဲ့တွဲပြီးထားပါတယ် number 3 The next day နောက်တနေ့ I got a fever ကျွန်တော်ဖျားပြီ and a terrible cough ချောင်းလည်းတော်တော်လေးဆိုးပြီအဲ့ဒါကိုတော့ ma'am asked my teacher for 3 days leave အမေက ဆရာမစီမခွင့်တောင်းရယူလိုက်ပါတယ်။ Number 4 I miss the classes for 3 days အတန်း3ရက်လောက်သူပြတ်သွားပါတယ်။ဒီဘက်ကတော့ I didn't understand နားမလည်ခဲ့တော့ပါဘူး the lesson taught during my absence သူရပြက်ွက်တဲ့အချိန်မှာသင်ထားတဲ့စာတွေကိုသူနားမလည်တော့ပါဘူးနဲ့တွဲပြထားပါတယ်နော် Number 5 I didn't do well in the monthly test. Monthly test ဆိုတော့လပတ်စာမေးပွဲမှာ I didn't do well ကောင်းကောင်းသူမဖြေနိုင်ပါဘူးတဲ့။ဒါလေးကိုတော့တကယ်တော့ I got grade B တိတ်မဖြေနိုင်ဘူးဆိုတော့ grade B ပဲရပါတယ် in most subject ။ဘာသာရပ်အများစုမှာ B ပဲရတယ် and didn't even get the pass mark in maths. Maths မှာဆိုရင်တော့အောက်မှတ်တောင်မရပါဘူးတဲ့။ Number 6 I failed the monthly test. လပတ်စာမေးပွဲမှာကျွန်တော်ကျပါပြီ။ အဲ့တော့ဒီဘက်မှာတော့တွင်းစရာဒါပဲကျမရယ်နံပါတ်2 I got a scolding from my mom အမေကျွန်တော်ကိုစူပါပြီเนาะအဲ့တော့ကျွန်တော်နောက်တစ်ခုတွားရအောင်နံပါတ်5က to show cause and effect ရှိမှာအခုကျွန်တော်လုပ်ခဲ့တဲ့ cause and effect ကို join the exercise exercise 4ပေါ့နော် join the sentences in exercise 4 exercise 4မှာကျွန်တော်ဆက်ခဲ့တဲ့ cause and effect တွေကို using the suitable linking words စကားဆက်ကလေးတွေเนาะတင့်တော်တဲ့စကားဆက်လေးတွေသုံးပါဥမာ because ရေ as သို့မဟုတ် therefore သို့မဟုတ် so ပေါ့เนาะအစင်းတင့်တယ်လို့သုံးပြီးတော့ပြင်ရေးပြီးပါအဲ့ဒီချက်ကဒီမှာ6ကြောင်းလုံးကိုဖြည့်ပေးထားပါတယ် number 1 i thought this year monsoon was over so i left my raincoat at home when i went to school ဒီချက်ဒီမှာ so နဲ့ဆက်ပြီးထားပါတယ်မိုးရာသီကုန်သွားပြီလို့သူထင်လိုက်တယ်ဒါကြောင့်မို့လို့သူက ် rain coat ကိုအိမ်မှာထားခဲ့တယ်အကြောင်းသွားတဲ့အချိန်မှာ number 2 it suddenly began to rain while i was riding a bicycle သူစပိန်စင်းတဲ့အချိန်မှာမိုးကရုတ်တရက်ရွာကြတယ် therefore i got to school soaking wet အဲကြောင့်သူကျောင်းကိုရေစူးကြီးနဲ့သွားလိုက်ရတယ် number 3 the next day နောက်တနေ့မှာတော့ i got a fever and terrible cough ပြားတယ်ခြောင်တအားဆိုးတယ်ဒါကြောင့်မိုးတစ်ချက်ကဆိုးနဲ့ဆက်ပြေးလိုက်တယ် so ma'am ask my teacher for 3 days leave အမေကဆရာမစီမှာခွင့်တောင်းရယူလိုက်ရပါတယ် number 4 I missed the classes for 3 days အတန်း3ရက်ပြည့်သွားတယ်ဆိုတဲ့ကြောင့်ပဲ I didn't understand the lesson taught during my absence သူပြက်ကွက်နေတဲ့အချိန်တွေသင်ကြားလိုက်တဲ့သင်ခန်းစာတွေကိုသူနားမလည်တော့ပါဘူး Number 5 I got grade B in most subject ဘာသာရပ်အများစုမှာသူဒီ grade B ရတယ် and didn't even get the pass mark in maths သင်စာမှာဆိုရင်အောက်မတောင်မရပါဘူး because ဘာကြောင့်လဲဆိုရင် I didn't do well in the monthly test ဆောင်းပွဲမှာသူကောင်းကောင်းမဖြေနိုင်ခဲ့လို့ပါ I got a scolding from my man သူအမေစီကနေအဆူခံရပြီ as I failed the manly test သူဒါပဲဆာမီဝဲကြတဲ့အတွက်အမေစီကနေအဆူခံရပါတယ်ဒီချက်ဒီလိုလေးတွဲပြီးတော့ဖြည့်ပြီးထားပါတော့เนาะ 6a in purse နှစ်ယောက်တွဲလေး talk about the cause and effect of a problem တောက်တမီရရဲ့ you are hurt ကျမကြီးနဲ့ပတ်သက်ပြီးတော့သို့မဟုတ် education ပညာရေးနဲ့ပတ်သက်ပြီးတော့ automatic မဟုတ် family မိသားစုနဲ့ပတ်သက်တဲ့ cause and effect အကြောင်းကြောင့်အကျိုးဖြစ်တဲ့ problem ပြဿနာလေးတွေကိုတဲ့ဆွေးနွေးပါပေါ့နော် using the suitable linking words ဆရာရှိမှာတုံးခဲ့တဲ့ linking words လေး because as therefore or automatic မဟုတ် so ပေါ့နော်ဒီစကားလုံးလေးတွေတုံးပြီးတော့နှစ်ယောက်တွဲလေးလေ့ကျင့်ပါဆွေးနွေးပါဥပမာအဖြစ် i play football in the rain မိုးရေမှာ သူဘောလုံးကစားရဲ so i got a fever နောက်မှာပေါ့နော် so နဲ့ပဲဆက်ဆက် then phone နဲ့ပဲဆက်ဆက်နောက်မှာ sentence လေးထပ်ဆက်ပေးပါ i stay late last night ညတော့က stay late last night ဆိုတော့ညတော့ကနောက်ကြမှာနောက်ကြတဲ့အချိန်နေလိုက်တယ် because the movie is good ပေါ့နော်ဇလန်းကြည့်နေတဲ့အတွက်ရုပ်ရှင်ကကောင်းသွားတဲ့အတွက်သူညတော့က မျက်နှာတက်ထီသူနောက်ကြတဲ့ထီနေလိုက်ပါတယ်ဒါမျိုးလေးရေးသားတို့မျိုးကပြောရမှာပါเนาะနှစ်ယောက်တည်းတွဲတားတို့မျိုးတွေလေ့ကျင့်ရမှာပါနှစ်ယောက်တည်းတွဲဆွေးနွေးရမှာပဲဖြစ်ပါတယ်เนาะ number 6b present the cause and effect of the problem on your friends do the class being ဒါတမီးတို့တားတို့တငယ်ချင်းနဲ့ဆွေးနွေးထားတဲ့ problem လေးကို attend တဲ့ကလူတွေကိုပြောပြရမှာပဲခြားပြရမှာပဲဖြစ်ပါတယ်เนาะ This is the end of my lessons. Thank you for watching. See you on next.